အလူချောင်းကျော်ကျော်လေးပေါ့နော် hello အားလုံးဝမ်းမူလားပါရှင်ဒီနေ့တော့အလူချောင်းကျော်လေးကျော်စားမှုပေါ့နော်အလူလေး၃လုံးကိုကိုလိုချင်တလောက်အနေထားလေးတုံးထားနိုင်မယ်ပြီးဝိုင်းရေနဲ့သေချာတန့်ရှင်းစင်ကြအောင်စီကြောပြီးတော့စကားနဲ့စစ်ထားလိုက်မယ်ပေါ့နော်ပြီးွားရင်ပေါင်းမွေအိုးရဲကိုထည့်ထားလိုက်ပါမယ်ရှင်။အရင်ဆုံးရင်းနှီးပေါပေါဆူအောင်တည်ထားတဲ့အိုးပေါ်ကိုပေါင်းမွေအိုးလေးတင်ပြီးတော့အာလူးလေးတွေကိုနူးဤသွားတဲ့အထိပေါင်းမယ်ပေါ့နော်။ပြီးွားလို့ရှိရင်အာလူးလေးတွေကိုချီလိုက်ပါမယ်ရှင်။ အာလူချိရတဲ့ထက်ကိုစားလက်ဖက်စားစွန်တဝက်တစားဓမ္မစားစွန်တဝက်နဲ့ပြောင်းကုန်မုံဓမ္မစားစွန်လေးစွန်ထည့်ပြီးတော့ရတာရဲ့နှက်ဆက်သွားအောင်နေပါမယ်ပြီးွားရင်ပလတ်စတစ်ဘတ်ထည့်ကိုကျွန်တော်ထည့်လိုက်ပြီးတော့ပြားနေအောင်ပေါ့နော်နေရာတခြားလေးထားလိုက်ပါမယ်ရှင်မုတ်သားလေးတွေပြားသွားတဲ့အနေထားလို့ဒီကျွန်တော်ဒလိတ်တုံးလေးနဲ့လှိမ့်သွားလိုက်ပါမယ်ရှင်ပြီးွားရင်ရေခဲတတားထဲမှာတနားလေးလောက်အေးခံနိုင်မယ်ပေါ့နော် ရေခဲတရတွေကထုတ်ပြီးွားပြီဆိုလို့ရှိရင်တော့မုတ်သားလေးတွေကိုကိုလိုချင်တဲ့အနီထားလေးတွေကျွန်တော်တို့ပိုင်းဖြတ်ပြီးတော့ပေါ့နော်ကြောပါမယ်ရှင်ကျမမုတ်သားလေးတွေကလေခိုးွားအတွက်ပုံကတော့မလာတော့ဘူးပေါ့နော်ကိုလိုချင်တဲ့အနီထားလောက်လေးတွေလီဖြတ်ပြီးတော့ကြောလိုက်ပါမယ်ရှင်ရန်ကူမှာရတာရှိပြီးစားလို့ရန်ကောင်းတဲ့အာလူကြောင်းကြော်လေးပေါ့နော်ကျမရဲ့ဗီဒီယိုလေးကိုစောင့်နေကြည့်ရှုပေးတာတူတူကြောင့်စင်စီတိုင်းကိုထူပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်တစ်ပတ်လေးမှပြန်တွေ့ပါမယ်။ Bye bye